်လာပါရှင်။ပရိသတ်လေးတို့အားလုံးကို Tomorrow Aura Better Channel ကနေပြီးတော့အပြည့်အစုံကျေးဇူးလိုက်ရပါတယ်။ဒီမှာကတော့စီစစ်တဆတ်တူနည်းဖြစ်ပါတယ်။ဒီနေ့ပါလာပရိသတ်လေးတို့အတွက်ဆန္ဒခလေးတွေကိုပြသတင်စမှာရယ်။ဒါကြောင့်ပရိသတ်လေးတို့ကဒီကနေ့ပြပြီးတော့ကဇလောလေးရဲ့အဆုံးထိကိုအချစ်ရှုအားပေးချပါအောင်နော်။ကျမနောက်ကိုလူနှစ်ယောက်ကအသေးတံပြေးလိုက်နေပါဗျ။ကျမလည်းသူတို့လိုင်းမမီအောင်လို့ flash လို့အမြန်နှုတ်နဲ့တင်းကိုစပြေးနေကြတာပေါ့။ တို့မင်းရောက်ဖမ်းဆဆန်းဟဟကျမလမ်းမှာတွေ့တဲ့ចောင်းလေးတကောင်ကိုမြင်ပြီးတော့အိုင်ဒီယာတစ်ခုရသွားခဲ့ပါတယ်။လမ်းပေးနားမှာအိတ်နေတဲ့ရွှေဝါရောင်ចောင်းလေးကိုကျမကောက်ချီလိုက်ပြီးတော့သူတို့စီကိုပြစ်ပေးလိုက်ပါတယ်။ចောင်းလေးကလည်းပူးမသိပါမသိသူတို့ကလည်းတအံ့တော်ဖြစ်နေတော့ចောင်းလေးကသူတို့ရဲ့မျက်နှာနဲ့ဝင်တိုက်မိပြီးတော့သူတို့ရဲ့မျက်နှာတွေကိုကောက်ဖက်ပြီးတော့ချစ်ပြစ်ပါတော့တယ်။အာသိပါပြီကောက်တယ်ကောက်တယ်ဗျာ။ဟမ်ဒီနှုတ်ကဌာနဲ့မြန်ကောက်ဖမ်းချစ်သေးတာလား။အဲ့ဒီလောက်ထိမလွယ်ဘူးနော်။ ပပပလေးနဲ့ပဲချဲစီယိုကိုကြွပစ်လိုက်ပြီးတော့ကျမတစ်ဖက်အဆန်းကိုရှာလာခဲ့ပါတယ်။ကျမလက်ထဲမှာလည်းကျမလိုချင်တဲ့အရာကိုရှာလာခဲ့ပြီပေါ့။ဟွန်း။ကြားပြစရာမကောင်းလား။ကျမကရမ်းမိုက်တာပဲလို့ပရိသတ်တို့တွေးနေကြမယ်ဆိုတာကျမသိပါတယ်။ကျမအကြောင်းကိုပရိသတ်တို့သိချာသိချင်လား။ဒါဆိုရင်တော့ channel ကို subscribe လုပ်ပြီးတော့ video ကိုလည်းလက်လွတ်ခဲ့ပါအောင်နော်။မင်္ဂလာပါ။ကျမကတော့ orally ဖြစ်ပါတယ်။အသက်19နှစ်ရှိပြီဖြစ်တဲ့အသားမင်္ဂလာတယောက်ပါပဲ။အဲတာမမဟုတ်တော့လည်းဖြစ်နိုင်ပါတယ်။ ပါလစရောအစ်မကအချမ်းကိုပုံမှန်တွားတက်နေရတာကိုသဘောမကျဘူးလေ။ပြင်းမကောင်းနဲ့။တကယ်ချင်းနေတဲ့တူတူသွားဖို့ဆိုပြီးတော့အစ်မအမြဲတမ်းကျောင်းကနေလက်ထက်တယ်။ဟုတ်ပါရဲ့။ကျမအဲ့လူတွေကိုတကယ်ချင်းလို့ခေါ်တာပါ။ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကပါလစရာတိလား။ကျမလိုချင်ခဲ့တဲ့ခုနကအရာစရာကသူ့ရဲ့ပတ်စံအဖြစ်နေကြတာပါ။ကျမကဘာဖြစ်လို့ဒီလိုမျိုးတွေလုပ်နေရလဲဆိုတော့ပိတ်တိုးတိုးသိချင်နေမှာပေါ့။ဒီကရန်ကျတော့ကျမကငငယ်လေးတည်းကအနာကျခံခဲ့ရတဲ့သူတစ်ယောက်ပါ။ ဖာလို့ဆိုတော့အရှံမှုရပပေကကျွန်မကိုအမြဲတမ်းအကြမ်းဖက်ပါတယ်။မင်းကဘာမှကိုတုံးစားမရတဲ့အမိုက်လိုမျိုးကလေးပဲ။မင်းရဲ့အမေလိုပဲပေါ့။ဖပေကကျွန်မကိုရှိုင်းမလို့လုပ်တဲ့အချိန်မှာတစုံတစ်ယောက်ကဖပေရဲ့လက်ကိုရှေ့ကနေကပ်ပြီးတော့တားဆီးပြလိုက်ပါတယ်။ထော်သားထော်သားရဲ့ဖပေကအဲ့ဒီကောင်လေးကိုပလင်းနဲ့ရိုက်ချလိုက်ပါတယ်။သူ့ရဲ့မျက်နှာကနေပြီးတော့သူ့ရဲ့ဒုဆက်ဆက်ကြနေတာကိုကျွန်မလည်းလက်မြင်လိုက်တယ်။သူ့ရဲ့မျက်လုံးလေးကကျွန်မရဲ့စိတ်ဝိညာဉ်အထိကိုထိုးပေါက်သွားခဲ့ပါတယ်။ တချိန်တည်းမှာပဲကျမရဲ့ဖေဖေကားလန်းကူတဲ့အချိန်မှာကားဆီတွေဖြစ်သွားခဲ့ပါတယ်ဖေ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 တရီကတော့ဟိုးရှင်တော်ကဖြစ်ခဲ့တဲ့ကျမရဲ့ကလေးဘွားပေါ့အဲ့ဒီနောက်ပိုင်းကစပြီးတော့ပါရီဖြစ်ခဲ့လဲဆိုတာကိုကျမမှတ်တော့မမှတ်မိပါဘူးဒီလိုနဲ့ကျမအွှေရောက်လာတော့ကျမဘယ်နေရာမှမနေတော့မကြောက်ခဲ့ပါဘူးမြင်တွေ့ရတဲ့အရှာအလုံးကကျမအတွက်ဆေးရှုပ်စရာဖြစ်လာတယ်ပျော်ရွှင်နေတဲ့မိသားစုတွေကိုမြင်ရတော့ကျမတို့ကတော့မတတိစရာပါပဲ ချစ်ချင်နူးနေကြတဲ့အတွေ့အကြုံကိုမြင်တဲ့အချိန်ကလည်းကျမကဒုက္ခပြီးကျင်ပါရယ်။မျက်နှာကိုကျိုးနဲ့သွားပြီးတော့အတုတ်တဲ့ထွေအောင်မလုံးမိတာပေါ့။ဟွသွားဆက်ပါ။ကုမတာကိုအခန်းထဲထဲမှာသွားနိုင်ကြတာမဟုတ်ဘူး။ချီလိုလောက်ကတော့ပြတ်ဖို့တော့ကောင်းတယ်နော်။ပြိတ္တတို့ရောသူတို့ရဲ့မျက်နှာတွေကိုမြင်လိုက်ကြသည်လား။ကျမဝန်ခံစရာတစ်ခုကတော့ဟုတ်ပါရယ်။ကျမကဒီလိုမျိုးသူများတွေပြောနေတာကိုမြင်ရတာတိတ်မုံပါတယ်။တကယ်လဲကြာရောကျမကြောင်းသွားတဲ့လမ်းမှာဘန်းဆိုင်တေးတေးလေးကိုတွေ့လို့ရပါတယ်။ ပြောတာတော့ပြောချင်ပါဘူးဒါပေမဲ့အဲ့ဒီအရှောင်သွေးစုံတဲ့ပန်းတွေကလှတော့လှနေတာပဲရုပ်တရက်လက်တချောင်းကကန်းလာပြီးတော့ကျမရရှိမှနှင်းစီပန်းကိုထုတ်ပြလိုက်ပါတယ်ဒီငကြောက်ကဘာလို့လဲဘက်ကိဆောင်တဲ့ရင်းမြစ်နဲ့ဖုန်းကိုတတ်ထားတာလဲရှင်းပါလို့ကျင်တာလဲဒါကမင်းတို့လက်ဆောင်တည်တည်လေးပါမင်းကပန်းကိုသဘောကျတယ်မလားဟဟကျမသူ့လက်ထက်ကပန်းကိုကျမရရှိလိမ့်မည်ညှိပြလိုက်ပါတယ်ဟွဖြစ်နိုင်ပါတယ်လေငါနာမည်က climate ပါ အရလီလုခပါရယ်အဲ့အချိန်တွေကစပြီးတော့ကျမအဲ့ဒီဘန်းဆိုင်ရွှေကိုဖျက်ချောက်တဲ့အချိန်တိုင်းသူကကျမကိုနှင်းစီပွဲတစ်ပွဲနဲ့အမြင်နဲ့ဆောင်နေတက်ပါရယ်ကျမလည်းသူ့လက်ထက်ကပန်းကိုပစက်ထက်ကိုကောက်ကပြစ်လိုက်ပါရယ်နောက်တစ်ခါဆိုရင်တော့ကျမဒီပန်းလိုမျိုးရွှေကောင်းဝါစာပြစ်လိုက်မယ်နော်နောက်နေ့တွေမှာလဲသူကထက်ပြီးတော့ရှာလာနေတော့မှာပဲဟာဘလို့တော့လဲအဲ့ဒီကောင်ကတကယ်ဆိတ်ရှုပ်ဖို့ကောင်းတယ်ဘာဖြစ်လို့များကျမကိုတယောက်တည်းအေးစေးပေးမနေတာလဲ တရင်ကျတော့ကျမလည်းအဲ့ဒီပန်းဆိုင်တော့ကိုသွားပြီးတော့သူ့အတွက်စာလေးတစ်ဆောင်ချန်လာခဲ့လိုက်တာပေါ့ငကြောက်ကောက်ဆိုပြီးတော့တကောက်ကမရေးထားလိုက်ပါရယ်မနေ့ကျတော့သူဆေးတွေကိုဖြတ်နေတဲ့အချိန်မှာကျမကိုပန်းပေးချင်မရတော့ပဲနဲ့ကျမလည်းလစ်ထွက်လာလိုက်ပါရယ်အော်မကြပါဘူးနောက်တစ်နေ့ကျတော့ထပ်ပြီးတော့ပြေးလိုက်ပြန်တယ်ကျမအဲ့ဒီစာကိုရေးသွားရယ်ဆိုတာသူသိမှာပဲမလားဒါဆိုရင်ဘာကြောင့်များဒီလိုပဲအရှင်နေငယ်ကြတဲ့အထီကိုသူကကျမကိုအမြဲတမ်းနှိစီပန်းနဲ့စောင့်နေတတ်ပါရယ်တရားရဲနေ့ရက်လေးတခုမှာတော့ ျမသွားစရာတနည်းအားရှိနေကြတယ်။အဲ့ဒါကတော့ကျမအဖေရဲ့အုတ်ကူပါ။ညစ်တွေအများကြီးကြာပြီးတာတော့မှကျမအဖေကိုခွင့်မလွတ်သေးပါဘူး။အဖေနဲ့ပတ်သက်ပြီးတော့ကျမဘလို့ခံစားချက်တွေရှိကြရဲဆိုတာကျမကိုကျမတော့မသေးချာတော့ဘူး။ကျမသူနဲ့ပတ်သက်ပြီးတော့ကောင်းတာတွေကိုမှတ်မိတာလားဆိုးတာတွေကိုမှတ်မိနေတာလား။မင်းအတွက်ခက်ခဲမယ်ဆိုတာငါသိပါရဲ။ကျမအတန်ကိုကြားပြီးတော့လဲကြည့်လိုက်တဲ့အချိန်မှာရှုံမြေနှဖုံးတက်ထားတဲ့ဟိုတယောက်ကကျမကိုပန်းစည်းကင်ပြီးတော့အဆောက်နေပါရဲ။ ဒါပေမဲ့လည်းသူကမင်းရဲ့အဖေဖြစ်နေတော့မဲ့လေသူအေးစစအနားယူနိုင်အောင်လို့မင်းကပဲခွင့်လွှတ်ပေးလိုက်ပါကွာဌာမသာမင်းရဲ့နှလုံးသားကိုကူစားနိုင်ဖို့အတွက်ကုညီပေးရရမှာပေါ့ရှင်းရပါသည်လို့ကျမတို့ဒါမျိုးတွေလာပြောနေရလားလဲငါတိတာပေါ့မင်းเจ้าကငါတိပါရယ်ချီလို့ပြပြီးတော့သူလက်ထပ်သွားခဲ့ပါရယ်သူကဘယ်သူများဖြစ်မလဲဘာဖြစ်လို့အဲ့လောက်တောင်မှဖုံးကွယ်ပြီးတော့လှည့်ဝဲဆန်းကျက်နေရတာလဲပြီးတော့အမြင်နဲ့လဲမက်စတာထားသေးတယ် ူကကျွန်မကိုမော်ရမုံတော့တကယ်ကျတော့သူပေးတဲ့နင်းစီပန်းကိုကျွန်မလက်ခံထားမိလိုက်ပါရယ်ကျွန်မဘာတွေလုံးမိလိုက်တာလဲနောက်တနေ့သူစက်ကူပုံးတွေကိုတည့်ရင်နဲ့ပြုတ်ကျသွားတဲ့အချိန်မှာကျွန်မလမ်းပြီးတော့ကုညီပေးခဲ့ပါရယ်အိုးကျေးဇူးပါနော်အော်လေဘာမှမဟုတ်ပါဘူးအကြောင်းရေးတစ်ခုကြောင့်နဲ့တော့ကျွန်မသူ့အကြောင်းသိစင်စိတ်တွေပို့ဖြစ်လာပါရယ်မြင့်တီနေအကြောင်းမတော်ဘူးလားတိတ်ဆက်ပါကျွန်မဆရာကြီးလာလို့နေနဲ့ အော်လေတောက်ပနေတဲ့ပန်းစည်းလေးတွေကိုမင်းသဘောကျတယ်မလားကျမတောင်လက်ခံမယ်ဆိုရင်ရှင်ကကျမကိုရှင်းမျက်နှာပြတ်ပါလားမပြတ်ပါဘူးဒီပန်းကိုတောက်ရှူပြီးတော့အချောင်းကိုတောက်လိုက်ပါတော့ကျမလည်းစိတ်နေနေတော့တူသွားတယ်သူ့အကြောင်းပဲတလန်းလုံးတွေးလာမိလိုက်ပါတယ်ဟာခံစားရတဲ့ကြီးကထူးဆန်းနေပါတယ်ဘာလို့လဲဆိုတော့ကျမလည်းမသိဘူးအမှန်တမ်းပြောရင်တော့ကျမနေရိုင်းနေတိုင်းသူ့ပန်းကိုလက်ခံဖို့အတွက်မျှော်လင့်နေမိတာအမှန်ပါ ူပေးတဲ့ပန်းလေးတွေကအရှင်းလာတယ်လေတရလဲကြရောကျွန်မပန်းဆိုင်ကိုသွားတဲ့လမ်းမှာပါရှုပ်တရကြီးပောက်ကွဲတဲ့အကြဲကြီးတစ်ခုကိုကျွန်မကြားလိုက်ရပါတယ်ဖတ်ပြတာလဲဆိုပြီးတော့ကျွန်မလဲကြောက်အလန့်အာနဲ့လူတွေအများကြီးရှိနေတဲ့နေရာကိုသွားလိုက်ပါတယ်ဖိရှားရေကျွန်မမြင်နေရတဲ့အရှောက်ကတော့မယုံကြည်နိုင်ဘူးလူတွေနောက်ကိုသွားကြည့်လိုက်တော့ပန်းဆိုင်ကပောက်ကွဲနေတာဖြစ်ပါတယ်တဆိုင်လုံးလဲမီးလောင်နေပြီးတော့ဟိုလူကလည်းကျင်းပြပေါ်လဲနေပါတယ်ချက်ချင်းမဲ့အရှိပေါ်ကားရိုင်းနဲ့အတူမိသက်တွေကသူ့ကိုကယ်တင်သွားရတယ် ဟာကံကောင်းတာပဲ climate ကောက် okay ပါတယ်ပောက်ကွဲတဲ့အကြက်ကြီးကြောင့်သူလန့်ပြီးတော့မေးလဲတော့ရုံပါအရင်ညကကျမလည်း climate ကိုနှုတ်ဆက်လိုက်ပြီးတော့အိမ်ပြန်ခဲ့ပါတယ်အိမ်ကိုပြန်တဲ့လမ်းမှာကျမတစုံတစ်ယောက်နဲ့ဆုံခဲ့ပါတယ်အိုးမင်းမတွေ့ရတာကြာနေပြီနော်ငါတို့မှာမပြီးသေးတဲ့အလုပ်ကိစ္စတွေရှိနေတယ်မလားသူတို့နှစ်ယောက်ကကျမနောက်ကိုကပ်လိုက်ကြပြီးတော့ကျမကိုချောင်ပိတ်ချလိုက်တယ်။မိန်းကလေးဖြစ်တာကိုကျမရဲ့မျက်နှာကိုတော့ထိုးလိုက်ပါသေးတယ်။ဘာဖြစ်နေလဲသမနာစရာကောင်းပါလဲ မင်းကမင်းရဲ့ချစ်သူကောင်းလေးကိုစိတ်ပူနေရလားအဲ့ဒီပောက်ကွဲမှုကတော်တော်ကိုကြီးတဲ့ပုံမနော်အဲ့ဒီပောက်ကွဲမှုဖြစ်အောင်လို့ဘယ်သူလုပ်လဲဆိုတာမင်းကမသိချင်လားဟုတ်တာပေါ့ငါတို့လုပ်လိုက်တာလေမင်းခိုးထားတဲ့ပစ္စတီရဲ့ပိုင်ရှင်ပေါ့ရှင်တို့လုပ်လိုက်တဲ့လောက်ရက်ကဘာမှမသက်ဆိုင်တဲ့သူတယောက်ကိုအတအနေရှိတဲ့ချစ်ဖြစ်သွားရယ်နော်ပစ္စတီခိုးထားတာကိုချစ်တိုင်းပြတ်ပြီးတော့လဆားချစ်ချင်ုံနဲ့ဒါမျိုးကိုလုပ်တာလားဟုတ်တယ်လေအခုတော့မင်းကလှည့်ပဲသူရဲ့စကားတော့မဆုံးသေးပါဘူး လူတယောက်ကရှေ့ကဝင်ပြီးတော့သူ့ကိုထိုးလိုက်ပါတယ်။သူလည်းကြည့်လိုက်တော့ Clement ရှေ့ဘယ်လိုလုပ်ပြီးတော့ဒီကိုရှောက်လာတာလဲ။သူပြန်ပြီးတော့အဖြစ်မဖြစ်ခဲ့ပါဘူး။ပြီးတော့နောက်တယောက်က Clement ကိုရှာပြပလို့တဲ့အချိန်မှာအဲ့ဒီလူကိုလည်းတတော်လေးပဲကြော်လွှမ်းနိုင်လိုက်ပါတယ်။ကျမလည်းအုန်ဒီကတော့ကိုရှူလိုက်ပြီးတော့သူ့ကိုပြစ်လိုက်ပါတယ်။ပြစ်လိုက်တဲ့လူနဲ့တိုက်မိပြီးတော့ Clement ရဲ့မျက်နှာဖိုးလက်ပတ်တော်ဆာကြွကြသွားခဲ့ပါတယ်။ဟိုလူနှစ်ယောက်ကထွက်ပြေးသွားတဲ့အချိန်မှာကျမကလမ်မတ်ကိုကြည့်လိုက်တော့ကလမ်မတ် သူကသူ့ရဲ့မျက်နှာတစ်ချက်ကိုလက်တွေနဲ့ဖုတ်အုပ်ထားပါရယ်။နေပါဦး။ဖခင်ရှင်ကအဲ့ညကကျမကိုကယ်ခဲ့ရလို့မလား။အဲ့ဒါကရှင်စရော့ကိုကျမကိုဘာဖြစ်လို့မပြောခဲ့ရတာလဲ။ဒီမာယုတ်ကြောင့်မင်းကိုပြပြဖို့အတွက်အဆင်မပြေဖြစ်ခဲ့တာပါ။မင်းကငါ့အတွက်တော့မင်းရဲ့နာမည်အတိတ်ပဲလို့ပဲ။ကိုဘွားရဲ့အလင်းရောင်လေးတစ်ခုလေ။မင်းစီကိုပဲကိုရဲ့စိတ်တွေကတော့နေတာကိုဘလို့မှရက်တက်လို့မရခဲ့ဘူး။ကျမတို့ရဲ့မျက်နှာကိုဖြည်းဖြည်းချင်းကပ်လိုက်ပါရယ်။ ြီးတော့သူ့ရဲ့နှကန်လေးပုတ်ကိုကျမရဲ့နှကန်လေးထပ်တင်လိုက်ပါရယ်သူကလည်းကျမကိုအနန်းလေးတပွင့်ပရင်နဲ့ကျမတို့အကြဲတွေဖြစ်သွားခဲ့ကြတာပေါ့လာနေကတော့ကြားတဲ့အချိန်မှာကျမတို့ပန်းစာလေးကိုပြန်ပြီးတော့ပြပြနိုင်ခဲ့ပါရယ်နောက်လည်းလာဝဲပါအောင်နော်ဂျာရီအလုံးကသူ့ရဲ့အလို့ကြိုးစားမှုကြောင့်ဒီလိုဖြစ်လာခဲ့တာပါ ပြီးတော့ကျမကရောကျမကတော့အခုဆိုရင်တက္ကသိုလ်ကိုတက်နေပြီလေဟုတ်ပါရယ်ကျမဘွားကိုကျမထပ်ပြီးတော့မုန်းကြည့်တော့ပါဦး ကလမနဲ့ကျမတို့အတွေ့တွေဖြစ်ခဲ့ကြပြီးတော့အတူကကျမအပေါ်ကိုအရင်ချုပ်မြင်ပါရယ်။ညစီပန်းတွေပဲထပ်ပြီးမနေတော့လေ။ဟာဒီတစ်ခါတော့ညစီပန်းတွေကိုမပြည့်စည်ပြစ်ဖို့လို့ထင်တာပဲနော်။ဒီတစ်ခါတော့မပြစ်တော့ပါဘူး။ဆယ်လလေးကတော့ဒီလောက်ပါပဲရှင်။ဒီလိုဂျီနုစီယာကောင်းတဲ့ဇလန်လေးကိုပရိသတ်လူတို့ကြည့်ပြီးတော့သဘောကျလိုက်မယ်လို့မျှော်လင့်ပါရယ်။နောက်နေ့မှလည်းဇလန်ကောင်းလေးတွေကိုပရိသတ်လူတို့စီကိုတင်ဆက်ပေးပါအောင်မယ်။တရားလပ်ပါရဲ့နေ့ရက်လေးတွေကိုပါဆန်နေကြပါစေနော်။